ကမ္ဘာရွှေဈေးကတအောင်ဆကိုဒေါ်လာ40လောက်ကျဆင်းသွားလို့ပြည်တွင်းရွှေဈေးလည်းငွေကျပ်3000ဝန်းကျင်ပြန်လည်ကျဆင်းသွားပါပြီ။ကြော်စီရသတင်းပေးပို့ထားပါတယ်ရှင်။အော်တိုဘလာ၄ရက်နေမှာငွေကျပ်9000ဝန်းကျင်ထိပေါက်ဈေးရှိခဲ့တဲ့ပြည်တွင်းရွှေဈေးကအော်တိုဘလာ9ရက်နေမှာတော့ငွေကျပ်3000ဝန်းကျင်ထိပြန်လည်ကျဆင်းခဲ့ပါတယ်။ ဒီလိုပြည်ရင်းကရွှေဈေးတွေပြန်လည်ကျဆင်းခဲ့တာဟာပြည်ရင်းဒေါ်လာပေါက်ဈေးကျဆင်းခဲ့တာကြောင့်မဟုတ်ပဲကမ္ဘာရွှေဈေးတအောင်စားကိုဒေါ်လာ40လောက်ကျဆင်းသွားလို့ဖြစ်ပါတယ်နေကြရတာတော့ဘယ်သူမှမမျော်လင့်ပဲကြာပါတော့ဘယ်သူမှမထင်တာဘူးမထင်တာပဲလေမနေ့တော့ဆိုရင်တစ်သိန်း900ရောင်းရတယ်အခုလောလောဆယ်တစ်သိန်း900 2000ကျောက်ကိုကြာပါတယ်ဒါနဲ့အခုတော့အားပေါ်တော့တော့ကဘာစီဒီယူရီကြာပါလို့ပဲဒီနေ့ကြာပါတာတော့ဒီရင်းဒေါ်လာတွေကတော့မကြာဘူးဒီတိုင်းပဲ1200ဆက်ဆက်ကြာပါမယ်ရှင် ကဘာရွှေတရားတအောင်သားကိုဒီ1300ကျော်နေပြီးတော့1250အဲတော့တော့တော့လာ40လောက်ကျသွားတော့ဒီလိုရွှေဈေးတွေတရက်ထဲနဲ့ငွေကျပ်3000လောက်ကျဆင်းသွားတာဟာပြည်တွင်းရွှေဈေးကတ်ထဲမှာရွှေရောင်းတဲ့သူတွေများပြီးရွှေဝင်များနေတာကြောင့်လည်းဖြစ်ပါတယ်ကျွန်တော်တို့ရွှေဝင်စုဆောင်တဲ့သူတွေကအမြတ်အစွန်းအကောဝေးတစ်ခုရတဲ့အတွက်ပြန်ရောင်းချကြတဲ့အတွက်ရွှေဈေးကတ်မှာရွှေတိုင်းတိုင်းဝင်လာတဲ့အတွက်စပ်တိုင်းနဲ့ဓမ္မ ဆပ်ပိုင်းအများကြီးဒီမှာနေတဲ့အတွက်ဆွေစည်းရခုလိုကြဆင်းတာပဲဖြစ်ဒီလိုပြည်ရင်းရွှေစေးပြောင်းလဲမြန်ဆန်ခဲ့လို့ရွှေရောင်းဝယ်လွတ်တဲ့သူတွေပမာဏအများကြီးရှုံးသွားတာတွေလည်းရှိနေပါတယ်။အရှုံးမြတ်တွေများကုန်ကြတာပေါ့နော်။ရှုံးနေသူတွေတော်တော်ရှုံးသွားကြတာပေါ့။ဒီနေ့တော့ကနေဝယ်ထားမိတဲ့သူတွေဒီနေ့တော်တော်ရှုံးသွားကြတာပေါ့။အော်တိုဘာလ9ရက်နေ့မှာတော့ခောက်ရွှေတစ်ကြက်သားကိုငွေကျပ်83,200ပေါင်စင်းရှိနေပြီးနောက်ရက်တွေမှာလည်းရွှေစေးကဆက်လက်ကျဆင်းပွဲရှိနေပါတယ်။ကျွန်တော်ကတော့ကြော်စီရပါ။